ဲ့ hypersonic ဒုံးကျည်တွေက American တို့ရဲ့ကမ္ဘာအင်အားကြီးလေးနဲ့သင်္ဘောတွေကိုချိန်ချောက်နိုင်ပြီလား American လေးနဲ့သင်္ဘောတွေဟာကမ္ဘာကမ်းရိုးတန်းမှာစစ်အင်အားပြယုတ်တစ်ခုအဖြစ်ကျတည်နေပါတယ်ဒါပေမဲ့တရုတ်ရဲ့အတန်တက်မြန်တဲ့ဒုံးကျည်တွေရဲ့ပြစ်မှတ်တွေဖြစ်လာနိုင်သလားဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပါတရုတ်ရဲ့ DF-17 လို့လူသိများတဲ့ hypersonic ဒုံးကျည်တွေဟာအတန်တက်ငါးဆမြန်ပြီးပြစ်မှတ်ကိုလမ်းကြောင်းပြောင်းလဲနိုင်စွမ်းရှိပါတယ် DF စံတင်ဟာတရုတ်နိုင်ငံရဲ့ပထမဆုံး AGV တက်ဆင်ထားတဲ့အလဲအလဲအကွာဝေဒုံးကြီးဖြစ်ပြီး2019ခုနှစ်မှာစတင်တက်ဆင်အသုံးပြုလာပါတယ်။စီးပန်းမှာဆိုရင် DF စံတင်ရဲ့ပါရောက်မှုအကွာဝေးဟာ1600ကီလိုမီတာကနေ2500ကီလိုမီတာအထိပြင်းမှတ်များကိုတိုက်ခိုက်နိုင်တယ်လို့တက်မှတ်စွာပြန်တက်မှုနဲ့မောင်းနှင်နိုင်မှုတွေကြောင့်တိုက်ခိုက်မှုပြင်းမှတ်ကိုရှက်ရှင်းပြောင်းလဲနိုင်ပါသေးတယ်။ တိကျတဲ့လက်ညှိုးမှုစနစ်ဤပညာကိုထည့်သွင်းထားတာကြောင့်ပြမတ်အပေါ်တိကျစွာထိခိုက်နိုင်ပြီး DM စနစ်ဒုံးကျဆန်းသတ်မှုတွေကမီတာအနည်းငယ်အတွင်းထိရောက်နိုင်တယ်လို့အမေရိကန်အစိုးရရရှိသူကပြောကြားထားပါတယ်ဒီထက်အံ့ဖို့ကောင်းတာကအတန်ထက်မြင်တဲ့ဤပညာတွေကအမေရိကန်လီကျောင်းကာဝေးစနစ်များအတွက်ဆက်ရှင်းထိန်းချုပ်ဖို့အလွန်ခက်ခဲနေပါသေးတယ်ကယ်ရီကူလမ်ဖြစ် DF စံတီဟာပင်လယ်ပြင်မှာရွေးရှားနေတဲ့လေလင်းသင်္ဘောတွေကိုဖျက်ဆီးဖို့တည်ဆောက်ထားတာလို့နိုင်ငံတကာစီးရီးလက်လာသူတွေက သုံးသပ်ကြပါတယ်။တုတ်စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက DF စံတီကိုတရုတ်နိုင်ငံရဲ့အနောက်ဘက်ကျကမ်းခြေတစ်ချောင်းကိုတက်ဆင်ထားပြီးထိုင်ဝမ်နဲ့တောင်တုပ်ပင်အပါအဝင်အမေရိကဥဆောင်တဲ့ရစ်တက်များအပေါ်ရှင်းရှောက်နိုင်ဖို့တည်ဆောက်ထားတာပါ။အမေရိကန်အနေနဲ့လည်းပင်ကုံစစ်ဌာနချုပ်နေတဲ့ အမေရိကန်စစ်ပတ်ဆိုင်ရာပညာရှင်များကလည်းတရုတ်ဟိုက်ပါဆိုနစ်လက်နက်များအပေါ်အထူးစိုးရိမ်နေကြပါတယ်အထူးသဖြင့် DF Sunday လို လက်နက်မျိုးရှိနေတာကြောင့်တေးဟွာအရှင်တို့တင်ထိုင်ဝမ်ကိုအရှင်မြေသိမ်းယူနိုင်တဲ့ဆိုတဲ့ယုံကြည်မှုတွေလည်းရှိနေပြန်ပါတယ်ဟိုက်ပါဆိုနစ်လက်နက်များအတွက်လက်ရှိအမေရိကန်ကာကွယ်စနစ်တွေကအတော်လေးအားနည်းနေပါသေးတယ် ဓာတ်ရီကြောင်းလေရင်တင်မောများအပါဝင်အမေရိကန်ရဲ့အထူးစီရင်ပစ္စည်းများအပေါ် DF စနစ်ဟာတကယ်အန္တရာယ်ရှိတဲ့ဒုံးကျည်တစ်မျိုးဖြစ်လာနိုင်ပါတယ်။ဒေနင်တင်မောတွေဟာအမေရိကန်ရဲ့အာရှပစ္စည်းပမဟာဗျူဟာမှာအထူးကြတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဒုံးကျည်တွေကဒီလေရင်တင်မောတွေကိုရှင်းချောင်းနိုင်တဲ့ဗျူဟာတစ်စိတစ်ပိုင်းဖြစ်နေပါတယ်။အမေရိကန်ကသူ့ရဲ့ SM3 နဲ့ SM6 ဒုံးကျည်ကဝေးစနစ်တွေကိုမြင့်တင်နေပေမဲ့လည်း hypersonic ဒုံးကျည်တွေရဲ့အမြန်နှုံးနဲ့လမ်းကြောင်းပြောင်းလဲနိုင်စံကစင်ခွန်မှုကြီးတရဖြစ်နေကြပါတေုကဒီနည်းပညာကိုအသုံးချပြီးအာချ data အတွင်းမှာဩဇာလွှမ်းမိုးနိုင်ဖို့အသုံးချနိုင်ပါတယ်တေုရဲ့ဒုံးကျည်နည်းပညာတိုးတက်မှုဟာထိုင်ဝမ်ရေးလက်ကြားမှာတင်းမာမှုကိုမြင့်တက်စေသလိုဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာအမေရိကန်ရဲ့ဒုံးကျည်ကကွေးစနစ်တက်ဆင်ပေးနေတာတွေကိုလည်းတေုကကန့်ကန့်နေပါသေးတယ် hypersonic ဒုံးကျည်တွေဟာစီးရဲအခန်းကဏ္ဍမှာများစွာအထောက်အကူပြုပြီးဒီပြန်ဆန်မှုကကမ္ဘာငြိမ်းချမ်းရေးအတွက်အနယ်ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့ဤပညာက စပွက်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ပူပေါင်းဆောင်ရွက်မှုနဲ့ထိန်းချုပ်မှုတွေကလည်းအဓိကတော့ချက်ဖြစ်ပါတယ်။